အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live breaking news ကနေပြောပြန်လေးပြောလိုက်ပါတယ်ဒီညရဲ့ breaking news ကတော့ Manchester United အသင်းနေတယ်ဒါကျွန်တော်တို့လူငယ်ကစားသမားတယောက်ကိုခေါ်ယူနိုင်လိုက်ပြီဖြစ်ကြောင်းကိုဒါကျွန်တော်တို့ဒါ La Patrician ကနေပြီးတော့ ရေးသားရေးဟိုရေးသားတင်ဆက်ပေးထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ Anyo ဆိုလက်ထက်မှာဒါကျွန်တော်လူငယ်ကစားသမားတွေကိုတောက်ရှော့ recruit လိုက်လုပ်နေပြီးတော့ဒါတိကျတယ်မချီတို့ OB ကျွန်တော်ကိုနေဒီလိုကစားသမားတွေကိုအများကြီးယူထားပြီးတော့အခုလက်ရှိမှာ Diego Leon တို့ဆိုလဲအငားပြန်ချထားတာကိုတွေ့ရမှာအဲ့တော့ United အသင်းနေအခုလက်ရှိ Anyo ဆိုလက်အောက်မှာဒါကျွန်တော်တို့လူငယ်ကစားသမားတွေတည်တည်ချာချာ scout လုပ်ပြီးတော့ဒါကျွန်တော်လူငယ်ကစားသမားတွေရရင်ရတယ်လို့ link လစ်လို့တောက်ရှော့ခွန်နေခဲ့တာတွေ့ရမှာ Arsenal အသင်းကဆိုဒါကျွန်တော် Eden Heaving က OB Martin ကနှစ်ယောက်လုံးကိုခေါ်ထားတယ်နှစ်ယောက်လုံးနေအခုလက်ရှိမှာလူကြီးအသင်းမှာ ါဒါကျွန်တော်တို့နေရာတနေရာရသွားတဲ့အထိကိုကောင်းခဲ့တယ်ပေါ့နော်အဲ့တော့ ဟုတ်ကဲ့အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့နောက်ဆုံးတာကျွန်တော်တို့ပြင်သစ်သတင်းဌာနရဲ့ပြောပုံရဆိုရင်တော့ La Havre တဲ့အသင်းရဲ့ဒါကျွန်တော် U19 အသင်းကဒါကျွန်တော်တို့တိုက်စစ်မှု Charter League Center Forward Charter League ကိုတော့ဒီယာဒီကုံမှာအလွတ်နဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီးတော့ La Paris CN ကနေပြီးတင်ဆက်ထားတာတွေ့ရမယ်အဲ့တော့ဒီ Charter League ကလက်ရှိမှာဒါ U19 အသင်းမှာတော်တော်လေးကိုခြေစွမ်းပြရလို့ပြောလို့ရတယ်လက်ရှိမှာဒါကျွန်တော်14ဘွဲ့ကစားပြီးတော့8ဂိုးသွင်းထားတယ်တကိုးဖန်တီးထားတယ်တော်တော်လေးကိုဒါမစိုးတဲ့ခြေစွမ်းတစ်ခုလို့ပြောလို့ရအဲ့တော့ဒီနေရာမှာဒီ Manchester United အနေနဲ့ဒါထုံးရနိုင်မယ် Ineos to recruitment team ကတော့ဒီကစားသမားကိုဒါကျွန်တော်သူများအသင်းကြီးဂျာတဲ့ကခေါ်နိုင်ခဲ့တယ်ဒီကစားသမားကိုလက်ရှိမှာစိတ်ဝင်စားနေတဲ့တဲ့မှာ Bayern Munich ချင်းဒါကျွန်တော်ထုတ်ဝန်တိုင်း Tottenham Hotspur team ကပါဝင်နေပြီးတော့ဒီကစားသမားကိုဒါ Manchester United team ကပဲ La Mae ရာဒီကုံရင်တော့ဒါအလွတ်နဲ့ပြောင်းရွှေ့ဖို့တဲ့သဘောတူညီမှုရသွားခဲ့တာတွေ့တယ်အခုလက်ရှိမှာဒါ Ocampo ဆိုတဲ့ PSG ကလည်းဒီကစားသမားကိုစိတ်ဝင်စားနေတာဖြစ်ပြီးတော့တကယ်တမ်းရယူသွားနိုင်ခဲ့တာ Manchester United ဖြစ်တယ် Manchester United အသင်းနဲ့ဒီကစားသမားကိုဒါကျွန်တော်တို့ရာဒီကုံအလွတ်နဲ့ရရှိမှာဖြစ်တယ်ဒါပတ်စံတပြားတစ်ချက်မှမပြေးစရာမလိုဘူးလက်ရှိမှာဒီကစားသမားက La Havre ဒါကျွန်တော် United မှာကစားနိုင်ဖြစ်တယ်ဒါပေမဲ့ United ကိုလာမဲ့ New Year ဒီမှာဒါကစားသမားက join မှာဖြစ်ပေမဲ့ဒါ Ineos တို့ရဲ့ဒါကျွန်တော်တို့ဘောလုံးအသင်းသင်းဖြစ်တယ်နောက်ထပ်ဒါဘောလုံးအသင်းဖြစ်တယ် Switzerland နိုင်ငံက Switzerland club ဖြစ်တယ်ဒါကျွန်တော်တို့ FC Lords and Sport ကိုတော့ တစ်နှစ်အငှားနဲ့တွားရောက်မယ်လို့လည်းကြားသိရတယ်ပြောချင်တာကဒါကတော့ဒီကစားသမားကို Manchester United တင်းနေနဲ့နံပါတ်1ဥပမာဆိုကြဟိုပေါ့ first team player အနေနဲ့ဒါကြောင့်မကြခင် train လို့ရနိုင်အောင်ဒီကစားသမားကိုလာမယ့်ဒါကျွန်တော်ညရာဒီမှာတကယ်တမ်းဒီကစားသမားခြေစွမ်းပြနိုင်ပြီးဒီကစားသမားနဲ့တင့်တော်မဲ့နေရာကို Manchester United အသင်းကလွတ်လိုက်တဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ဆွေးနွေးလို့ရတယ်မှာပါတော့ United တင်းနဲ့ဒီကစားသမားကလက်ရှိမှာတယောက်ထဲနေမှာမမယ်ရအခုလက်ရှိမှာ Argentina ရဲ့ကစားသမားလူငယ်လေးကိုလည်းစိတ်ဝင်စားနေကြအဲ Argentina ကစားသမားတော်တော်လေးကိုမိုက်တယ်ဗျာကျွန်တော်ဒါမနေ့ကမှ highlight ကြည့်ထားတာအဲအမ်းနဲ့စားတယ်ဘောနော်တော်တော်လေး းကိုမဆိုးပါမဆိုးဒါပေမဲ့အခုလက်ရှိမှာ Manchester United အသင်းနေနဲ့ဒီကစားသမားနာမည်အရှိကောက်ကိုတော့ကျွန်တော်ဖတ်အပ်လောက်က Enzo Carnabilic ဘီယက် အန်ဇူခါနာဘီယစ်ဆိုတဲ့ကစားသမားကတော့မန်ချက်စတာယူနိုက်တက်အသင်းကတော့ယာဒီကိုရင်ဒီကစားသမားအလွတ်နဲ့ခေါ်နေတာဖြစ်ပါတယ်ဒီကစားသမားရဲ့အသက်ကတော့ဒါကျွန်တော်တို့လက်ရှိမှာ transfer market မှာကြည့်တာကတော့2009ခုနှစ်ဖွာပြီးပြီးတော့လက်ရှိ January 10ရက်နေ့ဒါလွန်ခဲ့တဲ့ဒါ3လလောက်ကမှပဲ session နဲ့ပြည်ထားတဲ့ကြောင့်မို့မန်ချက်စတာယူနိုက်တက်အသင်းနဲ့တရားဝင်ခေါ်ယူလို့ရနိုင်ခဲ့တာဖြစ်တယ်ဒါပေမဲ့ United အသင်းကလာမယ့်နေရာဒီမှာသူတို့ရဲ့အသင်းထဲမှာ integrate လို့မှာမဟုတ်ဘဲနဲ့ Ineos ရဲ့ဒါကျွန်တော်တို့ Switzerland Club ဒါ FC Lausanne Sport ကတော့ တွားရောက်ပြီးသွားကစားဖြစ်တယ်အဲ့တော့ဒါကျွန်တော်တနေ့ကစားပြီးမှပြီးရင်တော့ဒါကျွန်တော်တို့ဒီကစားသမားအနေနဲ့ဒါကျွန်တော်တို့ Manchester United အသင်းကိုပြန်လာမယ်လို့လည်းကြားသိရတယ်မှာပါအဲ့တော့တချို့ဒါကျွန်တော်တို့ပရိသတ်တွေကတော့ဒါကျွန်တော်တို့ပိုကောင်းတဲ့တိုက်စစ်မှုဒါပေမဲ့ ါကလူငယ်တွေပေါ့နော်အလကားလဲရတယ်ဒါကျွန်တော်ဒီကစားသမားတွေဒါတပတ်တပတ်လောက်ခါမှဒါထောင်လောက်နေပဲအေးပေါ့ကျွန်တော်သိတော့ဒီလိုလူကစားသမားဆိုတပတ်လောက်ခါပေါင်3000 4000လောက်ပဲပေးရတဲ့သဘောမှာရှိတယ်အဲ့တော့ United တင်းနဲ့ဒီလိုကစားသမားမျိုးကိုခေါ်ပြီးဒါကျွန်တော်အသင်းမှာဒါကျွန်တော်ထားရတာတော့မရှုံးဘူးလို့မြင်တယ်အပြောင်းရွှေ့ပေးလဲပေးစရာမျိုးလက်ရှိမှာဒါကျွန်တော်ကြားတော့ကလက်ရှိခြေစွမ်းနေရဆိုရင်လဲဒါ14ပွဲကစားပြီးဒါကျွန်တော်ကိုကိုပါဝင်ပတ်သက်ထားတယ်တော်တော်လေးကိုမစိုးဘူးလို့မြင်လို့ရတယ်မှာပါတယ်ဟုတ်လားရှိမှာဒီကစားသမားကတော့ဒါ Manchester United ဘောင်းကိုမကြခင်ဖြစ်တော့မယ်လို့သိရတယ်မှာပါတယ်မကြခင်ဒါသူ့ရဲ့ senior ဖြစ်ခဲ့တဲ့ကျွန်တော် OB Martin တို့ အီရင်ဟီဗင်တို့ဒီလိုမျိုးတာပုံစံမျိုးကိုနောက်ကနေပြီးတော့လိုက်နိုင်မလားဒါကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းခဲ့တယ်ဘယ်လိုပဲပြောတာမန်ချက်စတာယူနိုက်တက်အသင်းတွေ ਨੇ ဒါကျွန်တော်တို့လာဟာဗရီယူနိုက်တင်းရဲ့ဒါကျွန်တော်ကစားသမားဖြစ်တဲ့အန်ဇူခနာဘီယက်ကိုတော့ဒါကျွန်တော်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်ဒါကတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းတွေ ਨੇ အခုဂျင်ညာမယာဒီကူမဂျင်ညာမတို့ချက်တော့ဆောင်တယ်ဒါပေမဲ့ဒီကစားသမားကယာဒီကိုဝင်တော့မန်ချက်စတာယူနိုက်တက်အသင်းကိုအငှောက်ဆိုရအလွတ်နဲ့လာရောက်ပြီး ဖြစ်ပါအဲ့တော့မန်ချက်စတာယူနိုက်တက်ကိုလာလာပြီးရင်တော့မှလာမယ့်ညရာဒီမှာဒါကစားသူရဲ့အင်းရော့ရဲ့ဒါနောက်ထပ် club တစ်ခုဖြစ်တယ်ဒါကျွန်တော် FC Losana ဟို sport ကိုတော့ပြောင်းရွှေ့မှာဖြစ်ပါတော့ United တင်းကတော့ကျွန်တော်လူငယ်တွေခွဲနေမှာလက်သွတ်နေတယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တော့တောက်ပြပါဦးဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတာပေါ့အောင်ကူညီလို့ရပါတယ်များများလေးလက် clip ဖို့မေ့ကြပါနဲ့အောက်က comment တွေထဲမှာလေ Youth Sport Media 3.0နဲ့ TV4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရရများများလေးလက် clip ဖို့မေ့ကြပါနဲ့အောက်က comment တွေထဲမှာလေ Youth Sport Media 3.0နဲ့ TV4U တို့ရဲ့ link လေးတွေကိုထည့် ပေးထားခြင်းဖြင့်ကျွန်တော်မျိုးစုံကူညီပေးလို့ရပါတယ်ကျွန်တော်ဒီ channel လေးကို like နဲ့ subscribe လေးကိုကျွန်တော်အပ်ပေးလို့ရရမြန်မာ့ clip ဖို့မမေ့ကြပါနဲ့ဗျမြန်မြန် clip မှာမြန်မြန်ဖြစ်ပါတယ်အားလုံးကြိုတူပါတယ် devo ဗျ